Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမှာတော့ Facebook ကနေဘယ်လိုဝင်ငွေရှာသွားရမလဲ Facebook မှာကိုယ်ပိုင် content လုပ်ဆရာမလို့ပဲနဲ့သူများ content တွေကိုအလွယ်တကူ download ဆွဲပြီး copy paste လုပ်ပြီးမှဘယ်လိုဝင်ငွေရှာသွားရမလဲဆိုပြီးဒီ video မှာကျွန်တော်ပြောပြရှင်းပြပေးမယ် live group အနေနဲ့ကျွန်တော်ပြပေးမယ်နော်ဒီ page ကလည်းကိုယ်ပိုင် content လုံးဝမလုပ်ဘူးသူများ content တွေကိုသူများ video တွေ download ဆွဲပြီးမှပြန် edit လုပ်ပြီး page မှာတင်ပြီးမှဝင်ငွေရှာတဲ့ page တကူဖြစ်တယ် edit မှာတစ်ချက်ချင်းမဆို28ရက်အတွင်းမှာသူ့ရဲ့ view က 31m ဆိုရယ်31 million ရှိ တဲ့အဲ့တက်ကျွန်တော်ဒီဟုတ်စတစ်ချက်နှိပ်ပြီးသွားမယ်ဆိုရင်နည်းနည်းအောက်ကို minus ကျနေအခုနောက်ပိုင်းဗီဒီယိုတိတ်တင်ဖို့မနေနဲ့အတွက်ကြောင့်မို့ view တွေနည်းနည်းကျနေတယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဝင်ငွေက340ဒေါ်လာရတဲ့အခု last 28 day ပေါ့နော်340ဒေါ်လာရပါတယ်ခင်ဗျာနော်ဒါကိုပိုင်ဗီဒီယိုမလုပ်ပင်နဲ့သူများဗီဒီယိုတင်မဲ့ဝင်ငွေရတဲ့ဥစ္စာဖြစ်တယ်အဲ့အတွက်နည်းနည်းအောက်မှာတစ်ချက်ကြည့်မှဆိုရင်ဒီမှာဗီဒီယိုကနေရတဲ့ဥစ္စာ100နဲ့ 193ဒေါ်လာရတယ် reel ကရတဲ့ video reel video ပေါ့နော် reel video လဲကိုပိုင် fantasy မလို့ video အရှိတပုတ်တင်လိုက်တဲ့ Facebook က automatic short video လေးတွေ reel video လေးတွေ fan TV သွားပေးတယ်အကယ်လို့3မိနစ် video 9မိနစ် video တင်ပြီးသွားမှဆိုရင် Facebook က automatic reel video 6ပုတ်9ပုတ်လောက် fan TV ပါတယ် advert ဒီမှာဆို reel video နဲ့105ဒေါ်လာရပါတယ် video တပုတ်တင်တဲ့ reel video automatic fan TV ရဲ reel video နဲ့ automatic payment 105ဒေါ်လာရလာခဲ့တယ်ပြီးလို့ ရှင်တွေအောက်မှာ story ရလဲ story လဲကိုကိုတိုင် fancy ဆက်မလို့အပေါ်မှာပြောတဲ့အတိုင်းပဲ video တဖို့ fancy လိုက်တယ် ਨੇ real video သူ့အတူ fancy ပေးတယ် story လဲသူ့အတူ fancy ပေးပါတယ် story မှာ36ဒေါ်လာရတယ်ဓာတ်ပုံမှာဆိုလို့ရှိရင်တော့7ဒေါ်လာရပါတယ် subscription မှာဆိုရင်တော့10ဒေါ်လာရပါတယ်အကယ်လို့အောက်မှာကျွန်တော် test စာသားဘာညာရေးပြီးတော့မယ်ဆိုစာသားနဲ့ရမှာပေါ့နော်ဒါပေမဲ့ဒီ page ကစာသားဘာညာရေးပြီးမတင်ဘူးအဓိကဗီဒီယိုပဲတင်တဲ့အတွက်ကြောင့်မို့ဒီလိုအားလုံးပေါင်းလိုက်တဲ့အချိန်မှာ28ရက်အတွင်းမှာဆိုရင်သူရတဲ့ဥစ္စာက 304ဒေါ်လာရပါတယ်ခင်ဗျအဲ့အတွက်ပို့ပြီးမှ live group ဖြစ်အောင်ဆိုပြီးမှကျွန်တော်ဒီဖက်တစ်ချက်သွားပြီးမှ moderation ကိုကျွန်တော်တစ်ချက်ပြပေးပါမယ်အဲ့အတွက်ဒီဖက်တော့မယ် moderation tool တစ်ချက်နေမယ်ပြီးလို့ရှိရင်ဒီဖက်နည်းနည်း option သွားမှာဒီမှာ content moderation ရှိရဒီဥစ္စာတစ်ချက်ထောက်မယ်ဒီမှာတစ်ချက်ကြည့်မှဆိုလေ28ရက်အတွင်းကို348ဒေါ်လာရတယ်ဒီမှာလည်းအားလုံးသူကပြပေးတယ်လေဗီဒီယိုရတယ်ဘလောက် reader ရတာဘလို့အားလုံးပြပေးတာတဲ့အဲ့တော့ကျွန်တော်ဒီ page ကိုတစ်ချက်တော့ပြမယ်ဒီ page ကဘလို့ content မျိုးတင်တဲ့အတွက်ကျွန်တော်ဝင်ဝင်ရရလဲအကယ်လို့ကိုကဘာမှမတက်ဘူးဆိုရင်တော့မှပဲကျွန်တော်တင်တဲ့ joining လုပ်ပြီးမှဝင်ဝင်ရှာတော့လို့ရရနော်အဲ့တော့ကျွန်တော်သူ့ရဲ့ home ကိုတစ်ချက်တော့မယ် နေမတ်ချက်ကြည့်မယ်ဒီ page ဖြစ်တယ်နော် m selene u page ဖြစ်ပါတယ်ဒီ page မှာတင်ထားဗီဒီယိုဒီမှာချက်ကြည့်မယ်ဆိုရင်ကိုပိုင်ဗီဒီယိုမဟုတ်ပင်ねသူများဗီဒီယိုတွေကိုအလွယ်တကူ download ဆွဲပြီးမှတင်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်အခြားဒီ selene ဗီဒီယိုတွေအခြား media ဗီဒီယိုတွေကို download ဆွဲပြီးမှဖြည့်ညက်ကက်လုပ်ပြီးမှ page မှာတင်ပြီးမှဝင်ဝင်ရှာတာဖြစ်ပါတယ်အခုလိုပဲကိုပိုင်ဗီဒီယို fantasy မလို့ပင်ねသူများဗီဒီယိုအလွယ်တကူ download ဆွဲပြီးမှ page မှာတင်ပြီး facebook မှာတင်ပြီး youtube channel မှာတင်မှာဝင်ငွေရှာခြင်းနဲ့ဝင်ငွေရှာအောင်လှုပ်တက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တင်တဲ့မှာ join လုပ်ပြီးမှလှုပ်ဆောင်တော့လိုက်ရတယ်ကျွန်တော်တင်တဲ့မှာဆိုရင်တော့ lifetime အတွဲ3000ကျပ်ပဲဖြစ်တယ်တင်တဲ့ကြီး lifetime အတွဲ3000ကျပ်ပဲဖြစ်တယ်အခုလိုမျိုး content marketing နဲ့ဝင်ငွေရအောင်အစအဆုံးပြပေးထားတယ်အကယ်လို့ content marketing မရသေးဘူးဗီဒီယိုတင်မယ်ဘာညာဆိုရင်လည်း edit ပုံ edit လုပ်နေအားလုံးပါတယ် content marketing setup ပေါ်သွားခဲ့လို့ money ရှောက်ဖို့အဆင်သင့်ဖြစ်တဲ့ဆိုရင် money ဘယ်လိုရှောက်သွားရမလဲဆိုမှ video နဲ့အားလုံးကျွန်တော်တင်ပေးထားတယ်အကယ်လို့ကျွန်တော် page မှာ facebook account မှာအကြောင်းရင်းအမျိုးမျိုးကြောင့် error တက်တယ်ဆိုရင်အဲ့ဒီ error ကိုလည်းဘယ်လိုဖြေရှင်းရမလဲဆိုမှ group ထဲမှာ video နဲ့ already လုပ်ပြီးတင်ထားပေးတယ် update အလိုက် video လေးလုပ်ပြီးမှတင်ပေးပါတယ်ဒီ video လုပ်ပြရချင်းအကြောင်းရင်းအဓိကကျတော့ဘယ်လိုလဲဆိုရင်တချို့ကျတော့ကိုယ်ပိုင် content fan တီးဖို့နိုင်တယ်တချို့ကျတော့အချိန်မရတဲ့အတွက်ကြောင့်မို့ကိုယ်ပိုင် content လည်း fan တီးဖို့မနိုင်ဘူးဒါပေမဲ့ online ကနေလည်းဝင်ဝင်ရှာ ခြင်းနဲ့ Facebook ကနေလည်းဝင်ငွေရှာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တင်တဲ့တက်ပြီးမှ Facebook ကနေဝင်ငွေရှာလို့ရတယ် TikTok ကနေဝင်ငွေရှာလို့ရတယ် YouTube channel ကနေလည်းဝင်ငွေရှာတော့လို့ရပါတယ်ခင်ဗျာနော်ဒီနေ့ဒီပတ်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်သင်တဲ့တက်ခြင်းနဲ့ဆိုရင်တော့အောက်က Viber နံပါတ်ဖြစ်စေ Telegram link နဲ့တစ်စင်းဖြစ်စေ Quantel လို့မှမြင်မြင်နိုင်ပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်